ထောင်သာမြို့နယ်ရုံးစီကြီးရွာတွင်တက်ဆွဲထားသောစစ်တပ်ကပြည်သူ၂ဦးကိုရဲရဲဆက်ဆက်တပ်ဖြတ်ပြီးအသက်၁၆နှစ်မှ အသက်56နှစ်အရွယ်အမျိုးသမီး၆ဦးကိုအုပ်စုဖွဲ့ကမရင်းပြုကျင့်ကြောင်းတီးရပါတယ်။မန္တလေးတိုင်းထောင်သာမြို့နယ်ရုံးစီကြီးရွာတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်ကကြီးရွာ၏ပြည်သူ၂ဦးကိုရဲရဲဆက်ဆက်တပ်ဖြတ်ပြီးအသက်၁၆နှစ်မှ အသက်56နှစ်အရွယ်အမျိုးသမီး၆ဦးကိုအုပ်စုဖွဲ့ကမရင်းပြုကျင့်ခဲ့ကြောင်းဒေသပြည်သူများကပြောပါတယ်။စတင်ပါလာစီရင်နေမှာစတင်ပြီး မလိုက်မြို့ဖက်မှလာရောက်၍တောင်သာမြို့နယ်ရုံးစီကြီးရွာတွင်တက်ဆွဲထားသောညင်ကြံမြို့မှတီတာယူမှုဤပြူစောတိများနဲ့မော်ဘီရဲတပ်ရင်းငါးမှရဲများကကြီးရွာနေအသက်16နှစ်မှ56နှစ်အရွယ်အမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်းပြုချင်းခဲ့ကြခြင်းဖြစ်ကြောင်းသိရပါသည်။ထိုပြူစောတိများရဲ့ရဲများသည်စက်တင်ဘာလ15ရက်16ရက်နေ့18ရက်နေ့တွင်အသက်16နှစ်အရွယ်မှတီတာအောင် အသက်26နှစ်အရွယ်မှယူယူထို အသက်56နှစ်အရွယ်တော်အမြမယမင်း အသက်29နှစ်အရွယ်မှလာအောင်နဲ့အသက်16နှစ်အရွယ်မှတနင်းဝေတို့ကို၎င်းတို့နေအိမ်တွင်အုတ်ကြောင်းနဲ့ဘုံကိုချင်းတို့တွင်အုတ်စုဖွဲ့မရင်ပြုတင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်အသက်50နှစ်အရွယ်ဒေါ်အေကျူကိုလည်းပြူစောတိနဲ့ရဲများက၎င်းနေအိမ်တွင်လေပိုင်းဆိုင်ရာစော်ကားပြီးမရင်ပြုရန်ကြံစီပြုလုပ်နေစဉ်ထိုင်ကနော့၍တောင်းပန်ခဲ့သောကြောင့်လွမြောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါပြူစောတိများနဲ့ရဲများသည်ရုပ်စီကြီးရွာသားအသက်55နှစ်အရွယ်ကိုရဲကိုလည်း အုတ်ကြောင်းတရအတွင်ဖမ်းဆီးခေါ်ဆောင်ပြီးတပ်ဖြတ်ကရုပ်အလောင်းကိုမိရှုဖျောက်ဖျက်ခဲ့ကြောင်းထို့ပြင်စစ်ရောဂါခံစားနေရသောကျေးရွာနေပြည်သူအသက်56နှစ်အရွယ်ဦးတောင်းညွန့်ကိုလည်း၎င်းနေရာတွင်ခြေလက်များဖျက်ကတပ်ဖြတ်ခဲ့ကြောင်းသိရှိရပါသည်စတင်မာလာ15နဲ့16ရက်နေ့စကွန်နေ့တွင်မှာရုပ်စီကြီးရွာမှာတဆွဲထားတဲ့ပြူစောထီနဲ့မော်ဘီရဲတရဲငါးကရဲခွေးတွေကအမျိုးသမီး6ဦးကိုအုပ်စုဖွဲ့မရင်းပြုချင်ခဲ့တာပါ အမျိုးသမီးတွေကိုပြစ်တတ်မယ်လို့ချင်းချောက်ပြီးအဓမ္မပြုချင်ခဲ့တာပါ အရမပြုခြင်းခံရသူတွေထဲမှာအသက်56နှစ်အရွယ်ဒေါ်အမြတ်ကတော့အသက်အန္တရာယ်ဆိုးရရတယ်။ပြူစောတိရှစ်ကောင်ကသူ့ကိုအုပ်စုဖွဲ့မရင်းပြုခြင်းခဲ့တာသွေးထွက်လုံနေလို့အခုဆေးကုသနေရတယ်။ဂျီယော်နေမျိုးသားနှစ်ဦးကိုလည်းစစ်ခွေးတွေကရေးဆက်ဆက်တက်ဖြတ်သွားပါတယ်ဟုဒေသပြည်သူများကပြောဆိုပါတယ်။မြန်မာနိုင်ငံတွင်နျူကလ িয়ার ခြေခံလက်စစ်တအားပေးစစ်ရုံတည်ဆောက်နိုင်ရေးဆောင်ရွက်ပေးရန်မရောက်နိုင်ကရုရှားကိုထပ်မံအကူအညီတောင်းလိုက်ကြောင်းသိရပါတယ်။မြန်မာနိုင်ငံတွင် နျူကလ িয়ার အခြေခံလျှက်စစ်တအားပေးစက်ရုံတိစောက်နိုင်ရေးအကူအညီပေးရန်မေအောင်နိုင်ကရုရှားကိုထပ်မံအကူအညီတောင်းပါတယ်။ရုရှားနိုင်ငံသို့ရောက်ရှိနေသည့်အကြမ်းဖက်မေအောင်နိုင်ကထိုသို့အကူအညီတောင်းပန်လိုက်ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်အငယ်စားလျှက်စစ်တအားပေးစက်ရုံတိစောက်နိုင်ရေးအတွက်လိုအပ်သည့်နျူကလ িয়ার အခြေခံအဆောက်အုံလူဆွာအရင်းမြစ်များနဲ့အခြားလိုအပ်သည့်လုပ်ငန်းများကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရုစတနိုကတတ်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးပါရန်အလေးအနက်ထားမြစ်တရက်ခံကြောင်း 2024ခုနှစ်အတွင်းအပြည်ပြည်ဆိုင်ရာအလို့မျိုးစွန့်ရင်အေဂျင်စီကကြီးမှုကျင်းပသည့်နျူကလ িয়ার ဥပဒေဆိုင်ရာအလို့ယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံ၏နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းမြောက်နိုင်ကပြောဆိုပါရယ်2025ခုနှစ်အတွင်း Rosetta မြစ်ပညာအကယ်ဒမီနှင့်အပြည်ပြည်ဆိုင်ရာအလို့မျိုးစွန့်ရင်အေဂျင်စီတို့ကြီးမှုကျင်းပသည့်နိုင်ငံခြားကျွမ်းကျင်သူများအတွက်အမျိုးသားအဆင့်နျူကလ িয়ার စီစဉ်များအကောင်အထည်ဖော်မှုတွင်ပါဝင်သည့်အငယ်စား နျူကလ িয়ার လက်စက်တအားပေးစစ်ရုံများနေရာခြားချင်းဆိုင်ရာဒေတာရင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်နန်းကိုမြန်မာနိုင်ငံပါဝင်နိုင်ငံ16နိုင်ငံမှပူးစလည်များတက်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံအနေဖြင့် IAEA ဖွဲ့ဝင်နိုင်ငံဖြစ်နျူကလ িয়ার နယ်ပယ်များမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကလေးကစူးစမ်းခဲ့တော်လဲအကြောင်းမျိုးမျိုးကြောင့်တုံ့လေးခဲ့ရကြောင်း2022ခုနှစ်ကစပြီးရုရှားနဲ့ပူးပေါင်းကအခြေဟုံဖြစ်တိုးမြင့်ဆောင်ရွက်နိုင်မှုစူးစမ်းခဲ့မှုရုရှားနိုင်ငံ၏အဖက်ဖက်မှအားပြည့်ဆောင်ရွက်ပေးမှုတို့ကြောင့် တိုးတက်မှုများသိသာစွာရရှိခဲ့ပြီးကြောင်းမရောက်နိုင်က ပြောပါတယ်။နျူကလ িয়ার စွမ်းအင်မှာကာဗွန်ထုတ်လွှတ်မှုနည်းပါးသည့် green energy တစ်ခုလည်းဖြစ်သည့်အတွက်မြန်မာနိုင်ငံအနေဖြင့်နျူကလ িয়ার စွမ်းအင်မှာတည်ငြိမ်သောလက်စတအားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်ရည်ရွယ်ထားကြောင်းမရောက်နိုင်ကပြောပါတယ်။မြန်မာနိုင်ငံအနေဖြင့်လက်စတအားလိုအပ်ချက်မြန်မာလျက်ရှိပြီးအသေးစားဆက်မှုလုပ်ငန်းများနဲ့ခြေရက်နေပြည်သူများအတွက်လက်စတအားဖြစ်တင်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လက်ရှိကြောင်း ထို့ပြင်နျူကလ িয়ার နည်းပညာနဲ့ဂျမ်မိုက်ကာနဆက်ပြိုးကာနနဲ့ဆက်မှုကာနများတွင်ပုံမှုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလူဆွာရင်းမြများစဉ်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရုရှားနိုင်ငံရှိတက္ကသိုလ်များနဲ့မြန်မာနိုင်ငံရှိတက္ကသိုလ်များပြင်ဟရေးကာနပူးပေါင်းဆောင်ရည်နားလည်မှုစာကြုံတော်များလက်မှတ်ရေးထိုးပြီးစီမံလုပ်ဆောင်ရရှိကြောင်း၎င်းကပြောပါရယ်မြန်မာနိုင်ငံတွင်ကနဦးခြေလှမ်းအဖြစ်အငင်းစာဒီကလ27အပိစေယုံတိစောက်နိုင်ရေးအတွက်ရုစတမ်နဲ့နီကတ်ဆိုအပူပေါင်းဆောင်ရွက်လက်ရှိပြီ နိုးအပ်သည့်အခြေခံစောက်အုံများနဲ့အခြားသောကဏ္ဍဘက်ဆိုတို့ချက်ဆောင်ရွက်နိုင်ရင်ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ရန်စံနှုန်းရှိကြောင်းမေယောင်နိုင်ကဆက်ပြောပါတယ်။ထို့ပြင်မေယောင်နိုင်ကအမေရိကန်စညာမှုစွန့်ရင်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံ၏နျူကလ িয়ার စွန့်ရင်အကောင့်ထဲပေါ်ဆောင်ရွက်တွင်လူစွန့်အားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးရန်ပြောဆိုလိုက်ကြောင်းသိရပါတယ်။ကြောင်မဲမျိုးနဲ့ရှစ်မှန်ခန့်ကွာမှတိုက်ပွဲပြင်းထန်နေကြောင်းသိရပါတယ်။စစ်ကောင်စီလေကြောင်းအပြင်းထန်တိုက်ခိုက်နေလို့မြို့ခေါင်တွေဘေးလွတ်ရာကိုတိမ်းရှောင်ရဖို့ လူမှုရေးဖွဲ့တွေကတိုက်တွန်းကြောင်းလည်းသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ရှစ်မှန်ခန့်အကွာကစကန်းသာကျေးရွာနီးမှာစစ်ကောင်စီတပ်နဲ့တအောင်တပ်မတော်တရလီတို့တပ်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကဝိုင်းထရော့နဲ့စစ်တိုက်ဘုံကျဲနေလို့မြို့ပေါ်ကဒေသခံတွေဘေးလွတ်ရအများရှောင်ကြဖို့လူမှုရေးဖွဲ့တွေကတိုက်တွန်းနေကြောင်းသိရပါဗျ။စကန်းသာကျောင်းကိုစစ်ကောင်စီတပ်ကစက်တင်ဘာ25ရက်မနေ့နဲ့ညနေပိုင်းကစပြီးဝိုင်းထရော့နဲ့ဘုံအလုံးကြီး80ကျော်ကျဲချခဲ့ပြီး နောက်ထပ်ဆက်ဘုံကျဲနိုင်ခြင်းရှိတယ်လို့ကြောင်မဲမြို့ခံတချို့ကပြောပါတယ်။စစ်တပ်ရဲ့မြေပြင်စစ်ကြောင်းကရှေ့ကိုတိုးလာတယ်။စစ်ကြောင်းတက်လာတဲ့လမ်းကရွာတွေကိုလည်းဝင်တယ်။ရွာမှာကြံနေခဲ့တဲ့သူတွေအတွက်အန္တရာယ်အများကြီးတယ်။သူတို့လည်းမနေ့ကအထိနေသေးတယ်။နေခင်းကထွက်လာရတယ်လို့ကြောင်မဲမြို့ခံတူကပြောပါတယ်။စက်တင်ဘာလ24ရက်နေ့မှာနာအိုက်ခန့်ရွာကိုစစ်တပ်ကစစ်ကြောင်းထိုးပြီး ကျေးရွာအနီးတံမာတဲမှာစစ်ဘေးရှောင်နေတဲ့တန်ဃာတော်တစ်ပါးအပါဝင်ပြီးဒါစု၃ဦးကိုတရက်နဲ့ပြတ်တက်ခဲ့ပြီးအဲ့ဒီမိသားစုကမိန်းကလေးငယ်တဦးဟာအဲ့ဒါမှပြုကျင့်တပ်ဖြတ်ခံရတယ်လို့ဒေသခံတရင်ရင်းမြစ်ကပြောပါတယ်။ကြားကြားချင်းဒေါသထွက်တာအရာမဲစစ်ကြောင်းကိုပေါ့မတွက်နဲ့စေးကြောင်ပြီးတိုက်နေတာလို့ကျွန်တော်တို့သိထားတယ်လို့အထက်ပါတရင်ရင်းမြစ်ကပြောပါတယ်။စက်တင်ဘာလ25ရက်နေ့လေကြောင်းတိုက်ခိုက်မှုမှာထိခိုက်ပျက်စီးမှုတွေကိုမသိရသေးပါဘူး။ပြီးခဲ့တဲ့ဇူလိုင်လမှာနောင်ချိုမြို့ကိုပြန်လည်တင်းယူပြီးတဲ့နောက် ဩဂုတ်လ19ရက်ကစပြီးကြောင်မဲမြုံနယ်နောင်ပိန်တိုက်နယ်ကိုစစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် TNLAP တဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တပ်ပွဲစတင်ဖြစ်တော်လာပဲကြောင်မဲမြုံကိုထိုးချိန်တွင်ပြန်သိမ်းနိုင်မယ်လို့စစ်တပ်ဝါဒဖြန့်လူမှုကွန်ရက်တွေကကြုံဝါခဲ့ပြီးမယ်ဒလတော်ကြာသည့်အထိစစ်ကြောင်းရှေ့မတွန်းနိုင်ဖြစ်ခဲ့ပြီးနောက်ဒီစစ်စင်းနဲ့ပတ်သက်ပြီးတာဝန်ရှိဆုံးဖြစ်တဲ့ကာဆာသတ်ညမူဒုတိယမှုချုပ်ကြီးနန်နန်ဦးကိုစစ်ကောင်စီကယာဒူးကဖြုတ်ချပြီးအရန်အင်အားကိုပို့ဆောင်တဲ့ကြောင်းသိရပါဗါတယ်။သူ့နေရာမှာ ကာဆာထငါမူဒုတိယဘုတ်ချုပ်ကြီးဇော်မင်းလန်နဲ့အစားထိုးလိုက်ပါတယ်။ကြောင်မဲမျိုးကိုပြန်လဲရရှိရေးအတွက်အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်လို့မြို့မှာကြာနေတဲ့ပြည်သူတွေအနေနဲ့ဘေးလွတ်ရာကိုအများရှောင်ရှားကြဖို့ရှမ်းမြောက်ကလူမျိုးရေးဖွဲ့တွေကတိုက်တွန်းပါတယ်။ကြောင်မဲမျိုးနဲ့တိုက်ပွဲတွေမှာစစ်ကောင်စီတပ်ကထိခိုက်တေဆုံးမှုတွေများပြားနေတယ်လို့ပြည်လူမျိုးခန့်တူကပြောပါတယ်။ဒီနေ့ကအတိတ်တယောက်နာရေးသွားတာသူတို့တပ်ကလာချတဲ့အလောင်းတွေ9လောင်းလောက်ရှိတယ်။အရာရှိတူပါတယ်။အဲ့ဒါတွေကကြောင်မဲတိုက်ပွဲမှာတည်ရလို့ပြောတယ်ဟုလူကောင်းကပြောပါတယ်။ ကျောင်းမဲမြို့နယ်တဲကစစ်ပေးရှောင်ပြည်သူတွေဟာလာရှုနဲ့တီပေါ်မြို့မှာအများပြတိတ်ရှောင်နေရကြောင်းသိရပါဗျ။ဗမုံမှာစစ်တပ်ထိုးစစ်ပြန်ဆောင်ရေးတပ်ဖွဲ့ဖြစ်နေကြောင်းခရိုင်လက်နက်ကြီးကြောင်းအရာရှိပါဝင်စစ်ကောင်စီတေဆုံမှုများရှိကြောင်းသိရပါဗျ။ကချင်ပြည်နယ်ဗမုံမြို့မှာအာဏာသိမ်းစစ်တပ်ကထပ်မံထိုးစစ်ဆင်လာလို့တပ်ဖွဲ့တွေဖြစ်ပွားနေကြောင်းကချင်စစ်သည်ရင်းစကပြောပါဗျ။ပြီးခဲ့သည့်ရပိုင်တွင်ကလေးကစစ်ကောင်စီတပ်ကထိုးစစ်ဆင်လာလို့တပ်ဖွဲ့ဖြစ်ပွားနေတာလို့သတင်းရင်းစကပြောပြီး စတင်မာလာ25ရက်ညနေပိုင်းတပ်ပွဲမှာစစ်တပ်အထိနာခဲ့တယ်လို့သိရပါဗျ။မနေ့ကညနေပိုင်းဗမော်ဘက်သူတို့ပြစ်လိုက်တဲ့လက်နက်ကြီးကသူတို့စစ်ခွေးတွေစုနေတဲ့နေရာမှာလက်နက်ကြီးကြီးနှလုံးကျတယ်လို့ကချင်စေးတရင်ရင်းမြစ်ကပြောပါဗျ။လက်နက်ကြီးထိလို့တရင်မှုလို့ယူဆရတဲ့ရရှိပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်10ဦးကျော်တည်ဆုံမှုရှိတယ်လို့တရင်ရကြောင်းလည်းပြောပါဗျ။မနေ့ကသူတို့တနေကုန်ထိုးစစ်လုပ်တယ်၊နေတိုင်းလေကြောင်းတိုက်ခိုက်မှု3-4ချိန်လုပ်တယ်၊အခုဗမော်မြို့ကိုဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်မှုလုပ်တယ် မြစ်နာဖိုက်တာနဲ့စင်သူတို့ဘက်ကထိုးစစ်လုပ်နေတာတုံးရက်ရှိပြီလို့တရင်ရင့်တက်ကပြောပါတယ်။အာရသိန်းစစ်တပ်ဟာဩဂုတ်လဆန်းပိုင်းမှာဗုံမပြုတ်ကိုရေချောင်းကနေစစ်လက်နက်အင်အားဖြစ်တင်ပြီးမြေပြင်ထိုးစစ်ပြန်လည်ပြုလုပ်ခဲ့လို့ဩဂုတ်လတွင်တိုက်ပွဲတွေဆက်တိုက်ပြင်းထန်ခဲ့ပါတယ်။လေကြောင်း drone အများပြားအသုံးပြုတက်လိုက်ခဲ့တာကြောင့်ကချင်လူလရေးတပ်မတော် KIA ပူပေါင်းတပ်တင်ထားတဲ့နေရာချို့ကိုလည်းလက်လွတ်ခဲ့ရပါတယ်။စစ်ကောင်စီဟာဝိုင်းမော်မြုပ်နယ်လမ်းမြန်ဒေသနဲ့ဆော့လုံလန်းဆယ်ဒေသမှာလည်းထိုးစစ်ဆင်မှုတွေလုပ်နေပေမဲ့ ခရိုင်ပူပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့်ရှေ့မတိုးနိုင်ပဲအထိနာနဲ့ရှိကြောင်းသိရပါဗါးအဓမ္မစစ်သားစုဆောင်မှုဟာမရောက်နိုင်အကျိုးအတွက်ဘီသူကိုတက်ရှိစီယိုဖြစ်အုံချနေတာလို့ KNL ကထုတ်ပြန်လိုက်ပါဗါးအာနာသိန်းစစ်ကောင်စီတပ်ကဘီသူလူထုကိုအဓမ္မစစ်သားစုဆောင်နေတဲ့လုံရက်နဲ့ဟာစစ်ကောင်ဆောင်မရောက်နိုင်ရဲ့အကျိုးစီးပွားအတွက်အဓမ္မအုံချနေတာဖြစ်တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဘူစစ်ဌာနချုပ်ကထုတ်ပြန်ပါဗါးစစ်ကောင်ဆောင်မရောက်နိုင်သွားနေတဲ့ငငါးရေးခင်းကျင်းနဲ့ဖောက်ပြန်တဲ့စနစ်ဟာ ီလူတရက်လုံးအားထာဝရအကျိုးပြုရေးတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒူဒီသူ့ရဲ့အကျိုးစီးပွားအတွက်နဲ့ကျွန်းတော်ထားသည့်ရာဇဝမှုများအားပြည်သူကတရားဥပဒေနဲ့အညီတန်ခတ်ခြင်းမှရှောင်ရှားရန်စစ်တပ်ဖြင့်ကာကွယ်ထားပါတယ်။ထိုစစ်တပ်သည်ဖက်ဆစ်စစ်တပ်ပြီးပြီးဘီလူထုတရက်လုံးအပေါ်ရာဇဝမှုကျွန်းတော်ဤတပ်ဖြစ်သည်လို့ကန်အလီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်တပ်ထဲကိုပြည်သူတွေဝင်ရောက်ထမ်းဆောင်လို့စိတ်မရှိတာလက်ရှိစစ်တပ်တွင်ပြုံးတိအင်အားများပြားလာတွေကြောင့် ပြည်သူစစ်မှုထားဥပဒေကိုထုတ်ပြန်ပြီးအတ္တမစစ်သားစုဆောင်ဖြစ်တင်နေရတယ်လို့ KNL ကထုတ်ပြန်ထားပါတယ်။အဲဒီစစ်သားတွေနဲ့မိသားစုဝင်တွေကိုပုံစံပြုံးစုံနဲ့အကြက်ကန်ရေးယူတာချိန်ချောက်တာဝါရမိုင်းတိုက်တာတွေဒီဇိုင်းမမလုပ်နေသလိုရှင်နာစစ်မျက်နှာမှာအတ္တမစုဆောင်ထားတဲ့စစ်သားတွေကိုအသိစိတ်ကင်းမဲ့စေဖို့မူရစေဝါတိုက်ပြေးပြီးတက်ရှိ CEO အနေနဲ့ခံကြုတ်လုပ်နေတာဖြစ်ကြောင်းလည်းဖော်ပြထားပါတယ်။ မြောင်နိုင်ရဲ့လုံရဟာပြည်သူလူထုတာသမီရဲ့အသက်တချောင်းကိုခြံစည်းရိုးတိုင်တချောင်းလောက်တောင်တာဖို့မထားပဲလူသားတိုင်းအဖြစ်တနင်္ဂနွေလုံးကြဲကြဲပြန့်ပြန့်အတုံးချနေတာလို့ပြည်သူတရားရုံးသိစေအပ်တယ်လို့ခေတ္တလီကထုတ်ပြန်လိုက်ပါတယ်။ အာနာသိန်းစစ်တပ်ဟာနိုင်ငံတော်လူငယ်တွေကိုအဓိကထားပြီးဒီမျိုးစုံနဲ့စစ်သားစုဆောင်ပြီးအချိန်တိုစစ်တင်နာပေးကရှင်နာစစ်မျက်နှာစေလွတ်နေတာဖြင့်တိုက်ပွဲတွေမှာရှေ့ဆုံးကလူသားတိုင်းအတွင်စစ်တိုက်ခိုင်းတာတွေလှုပ်ဆောင်နေရှိတယ်လို့ကရင်ကချင်နဲ့ရခိုင်တိုက်ပွဲတွေမှာတော်လိုင်းရေးဖွဲ့တွေစီကိုအလင်းဝင်ခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေကပြောပြထားတာဖြစ်ပါတယ်။